ေးနေတာကြိုက်လို့ရှိရင်ဈေးနေတဲ့ quality ပဲရလိုက်မယ်ဒါကိုလက်ခံတတ်ဖို့လိုတယ်တချို့လူတွေကကိုကတသောင်းပဲပေးပြီးတော့မှတသိန်းတန်တဲ့ quality product ကိုလိုချင်ကြတယ်ဖြစ်နိုင်လို့လားမဖြစ်နိုင်ပါဘူးအဲ့တော့ကိုကတသိန်းတန် quality ရှိတဲ့ product ကိုလိုချင်ကိုတသိန်းပေးမှရပဲပေးသလောက်တန်ရတန်ကြီးပဲရမှာဒါတဘာဝပဲအဲ့တော့ကိုက premium quality လိုချင်နေဆိုရင်တော့ premium ဈေးကိုပေးနိုင်မှရပါမယ်ဒါကိုလက်ခံတတ်ဖို့လိုတယ်လက်မခံတတ်လို့ရှိရင်ကိုစိတ်ထဲမှာပူလောင်မှုဖြစ်နေမှာပဲဖြစ်ပါတယ်အဲ့တော့ကိုကိုရော င်းနဲ့ပစ္စည်းကဈေးကြီးလို့လေဈေးကြီးတာနဲ့ထိုက်တန်တလောက်ကိုရောင်းနိုင်ရမယ်အဲ့လိုမျိုးပဲကိုပစ္စည်းကဈေးနဲ့လို့လေဝယ်နေကြမလို့ဒီ quality နဲ့ဒီတန်မိုးဆိုတာကိုက်ညီမှုရှိတယ်ဆိုရင်အရာအလုံးကရောင်းလို့ရသလိုဝယ်တဲ့ဒူဘက်ကလည်းဒါကိုနားလဲထားဖို့လိုပါတယ်ဥမာကိုကအင်ကြီးအကောင်းစားရချင်တယ်ဒါပေမဲ့ကိုကတပေါင်းလောက်ပဲသုံးချင်နေဆိုရင်တော့အဆင်မပြေနိုင်ပါဘူးအဲ့တော့ဒီသဘောတရားလေးနားလဲလို့ရှိရင်ကိုရဲ့ဘဝမှာ အဲဈေးရောင်းရတာပဲဖြစ်ဈေးဝယ်ရတာပဲဖြစ်ပို့ပြီးတော့မှအဆင်ပြေလာလိုက်မယ်ကိုယ့်ရဲ့ဘဝပို့ပြီးတော့မှရွေးချယ်မှုတွေမှန်ကန်လာပါလိုက်မယ်ကျေးဇူးများတင်ပါတယ်